မင်္ဂလာပါခင်ဗျ KGK2 channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့ဆာရေးဆရာတွေ့ဆက်ကရေးသားထားတဲ့မာတလုံးကြီးဟွာတလုံးကြီးဆိုတဲ့ဝတ္ထုကလေးကိုအပိုင်းလေးဇာတိမန်းနေနဲ့တင်ဆက်ပေးတော့ပါမယ် channel လေးကို like and subscribe လုပ်ထားပေးပါဦးခင်ဗျဘီနာက notification လုံးလည်းနှိပ်ပေးထားပါဦးခင်ဗျတောင်ချီမှာနေရာတဲ့ကြံခဲ့ကြတဲ့ညီမောင်နဲ့မြန်နေပြီလို့နေရတရားမျက်နှာတရားမကြည့်ဘူးအောင်ဖြစ်ပြီးရှက်ကိုရှက်ကန်ဖြစ်နေကြတယ် ဒေါ်ကြာမအနီမောင်ကမြန်နင်းပြူနားကိုရှောက်သွားလို့လက်ထက်ကနှင်းစီပန်းကိုလှမ်းပြီးတော့မြန်နင်းပြူကတစက်စက်တုံးနဲ့လက်နဲ့လှမ်းယူတယ်။ထူးဆန်းတယ်နော်။နှီမောင်ကစကားဆတယ်။ဖာထူးဆန်းတာတော့ငါဘဘာနဲ့နင်းနှင်းစီပန်းကိုဆုံကချီပြီးတော့မှအတူတူထားပြီးတာထူးဆန်းတာပေါ့။ဒါတဲ့နှင်းသဘောထားကဘလို့လဲ။မြန်နင်းပြူကလက်ကလေးတွေတုံးနေတယ်လို့နှီမောင်ကလည်းအတန်းတွေတုံးနေတယ်။ဘာကိုလဲ။ငါတို့နေ့ကလက်ထက်ဖို့ကိစ္စကိုပြောတာ။လက်ထက်တယ်ဆိုတာကလွယ်တဲ့ကိစ္စမှမဟုတ်တာ။ပြီးတော့နင်းနဲ့ငါနဲ့ကလည်းဘာမှဖြစ်ကြသေးတာမှမဟုတ်တာ။ဒီလိုပြောတဲ့အခါမှာနှီမောင်ကဘလို့စကားဆက်ပြောမှမသိအောင်ဖြစ်သွားတော့တယ်။ လက်ထက်တယ်ဆိုတာကတယောက်နဲ့တယောက်ချစ်ခင်မှဖြစ်တယ်ဟာအခုတော့ဒီလိုစကားလန်းခင်ပြီးတော့မှသဘောပေါက်သွားတယ်ဟုတ်သားပဲဒါဆိုရင်အစကနေပြန်စားကြမကောင်းဘူးလားဘလို့စမှာလို့ငါအနစ်ကိုချစ်စကားပြောမယ်လေနင်ကနေသဘောထားကိုပြောပေါ့ဒါဆိုရင်ဇက်ကတို့ဖြစ်နေမှာပေါ့နင်ကောင်းငါပေါ်မှာတကယ်စိတ်ထဲကပါပြီးနင်နဲ့ကကရှိလို့လားအမှန်တမ်းပြောတော့အခုလိုမမျောလင့်ပဲဖြစ်ရတာငါဝမ်းသာတယ်နင်ပေါ်မှာငါတကယ်ချစ်ပါတယ်ဒါပေမဲ့ငါဘွားအချင်းကြီးကဘာမှခံခံမမမရှိသေးလို့ဖွင့်မပြောခဲ့တာဒီစကားကတော့တကယ်ပြောတာပဲလားတကယ်ပြောတာပါ ဒါပြည့်ဟိုမျိုးဘက်ကန်ကလိုက်လာတဲ့မျိုးသမီးကပါလေအဲ့ဒါကအရင်တုန်းကအလုပ်ရှင်မှာအခုတော့ဘာမှမဆိုင်တော့ပါဘူးသူတို့စီမှာအလုပ်ပြန်ဝင်မှုလာပြောတာပါငါမလုပ်တော့ပါဘူးဒါဆိုရင်လည်းပြီးတာပါပဲတယောက်နဲ့တယောက်သဘောညီမျှပြီဆိုရင်အလုပ်ကန်ကတော့ဒီလိုပဲဖန်တီးရမှာပေါ့ဒီစကားကိုကြားတဲ့ကနေမောင်ကဝမ်းသာသွားတယ်ဒါဖြစ်ရင်နင်ငါပြောတော့လက်ခံပြီပေါ့အခုဒီမသိသေးဘူးလားလက်မခံချင်မှတော့ရှင်လောင်းလဲတဲ့အဖွင့်နဲ့တစ်ခါတည်းလိုက်သွားမှာပေါ့နင်လည်းအခုလိုနေရောက်တဲ့နေခဲ့ပါမလားဒါတော့ကဲမသိဘူးလားသိပါပြီဗျာသိပါပြီအခုလိုပုံမလင်းလင်းပြောမှပဲသိရပြီတော့လေ ငါဝမ်းသာလိုက်တာမြန်နှင်းပြူရဲ့ကတုံကင်းနဲ့အဲ့ဒါလိုပြောပြီးမြန်နှင်းပြူရဲ့လက်ကလေးကိုဆုပ်ခိုင်းလိုက်တယ်။မြန်နှင်းပြူကလည်းပြန်လဲဆုပ်ခိုင်းထားပါတယ်။ဒီအချိန်မှာဘိုးဦးတော်တွေတနည်းအားကရက်ကြည့်နေတဲ့လူသူတော်ကြီးရဲ့တရံကိုတော့နှစ်ယောက်စလုံးကသတိမပြုမိတော့ဘူး။နောက်ပိုင်းရက်တွေမှာတော့ညီမောင်ကကရုခံမြပြန်ခတ်ပြီးမြန်နှင်းပြူကလည်းရွှေစံတော်ဘုရားကိုပန်းရောင်းသွားမြဖြစ်ပါတယ်။ခါတိုင်းလိုမဟုတ်တော့ပဲနဲ့ချစ်သူဘာဝရောက်လာကြပြီးတဲ့နောက်ပိုင်းဖူပြီးပျော်ရွှင်စရာဖြစ်လာကြတယ်။ဘဝအတွက်ရည်မှန်းချက်တွေရှိလာကြတဲ့အတွက်တကြွမှုလည်းရှိလာတယ်။ မနေ့စောစောအချိန်မှနေမောင်ရောက်လာပြီးတော့မှဖမ်းခြင်းတွေကိုထမ်းချပေးတယ်။တခြားလိုက်ရှင်တဲ့သူရှင်လည်းတင်ပြီးတော့မှတကယ်လို့မရှိရင်တော့နှစ်ယောက်ထဲပြည်ပကန်းကိုကူးကြပါလေ။အပြင်မှာလည်းထုံဒီတိုင်းပဲအခြားခီးတဲ့မရှင်နှစ်ယောက်ထဲပြန်လာလိမ့်ရှိတယ်။နှစ်ဖက်မိဘတွေကလည်းသူတို့နှစ်ယောက်အချိန်တွေကိုတီးကြပြီးဖြစ်ပေမဲ့အထွေထူးပြောဆိုကြခြင်းတော့မရှိဘူး။ငါလည်းဒီကရုခတ်တဲ့အလုံးနဲ့တော့နှင့်ကိုတောင်းနိုင်မှုမလွယ်ဘူးထင်ပါတယ်။တကူကိုထွက်လို့မှဖြစ်မယ်ထင်တယ်မြန်နေပြူ။တနေ့တော့ဒီမောင်ကဆိုးတယ်။ဘာလို့မှလို့။ငါကတက်တော့အလုပ်တွေပဲကျွမ်းကျင်နေဆိုတော့အဲ့ဒီအလုပ်တွေပဲပြန်လုပ်ရမှာပေါ့။ ဒါမှငွေမြမြရပြီးနင်းနဲ့မြမြနီးရမှာဟိုတစ္ဆက်စီကိုပြန်သွားအောင်မလို့လားသူတို့စီကိုမသွားလဲအခြားနေရာကိုတော့သွားလုံအများကြီးရှိပါတယ်ငါတဘောကတော့ဘယ်မှမမအလုပ်တွေမလုပ်စေချင်တော့ဘူးအချင်းအကြာကြီးလဲအဝေးကိုမသွားစေချင်ဘူးဒီလိုလုပ်ပါလားငါတို့ခြံဝန်းထဲမှာမြေခွက်တွေအများကြီးရှိသေးတယ်အဲ့ဒီနေရာတွေမှာဘန်းကင်းတွေအများကြီးဆိုက်ရရင်ဘူးမကောင်းဘူးလားမြန်နင်းပြူကအကြံပေးတယ်ဒါပေမဲ့ဒီမောင်ကတော့ပြန်ထွက်ပြီးငွေမြမြရနိုင်မယ့်အလုပ်ကိုသာလုပ်ချင်နေတယ်သူနဲ့လောက်ပေါကံပဲတပြည့်ကြတဲ့ဥမုံထော်တို့ဘွဲကလည်းအခြားတက်ဆက်တခုမှလောက်ကန်နေကြတဲ့အတွက် နီမောင်ကိုမကြခဏလာရောက်ခေါ်နေကြတယ်။တပတ်ကလည်းငွေမြမြရအောင်လိုက်သွားခြင်းပေမဲ့ကျက်တပတ်ကလည်းမြန်နေပြီနဲ့အကြာကြီးမခွဲလို့တဲ့စိတ်ကလွန်ဆွဲနေတော့တယ်။တနေ့တော့မြန်နေပြူကရွှေစံတော်စီတို့မြေကြီးတဆောင်းရှိမှာပန်းရောက်နေစဉ်လူတော်ကြီးကရောက်လာတယ်။မြန်နေပြူကလူတော်ကြီးကိုမတွေ့ရတာကြာပြီဖြစ်တော့အခုလိုပြန်တွေ့ရတဲ့တော့ဝမ်းသာသွားတယ်။အဘကခီးထွက်နေတဲ့တင်နေ။ကျမကအဘလာမယ်ထင်ပြီးနေတိုင်းပန်းတွေချန်ထားတယ်။အခုလည်းဖျားဖို့တိုင်ပန်းတစ်စီးလောက်လူလဲပြရစီ။ဒီလိုပြောပြီးတည်တံဖဲထားတဲ့ပန်းစီကိုပေးတယ်။ဟုတ်တယ်ငါမြေအခုလည်းခီးထွက်ရအောင်မယ်။ဒီတခါလဲအချိန်တော်ကြာမှာမှုလို့ တော်တော်နဲ့ရောက်ပြင်မယ်မထင်ဘူး။ဒါကြောင့်ငါမျိုးကိုပေးစရာရှိလို့လာခဲ့တာ။ဒီလိုပြောပြီးအိတ်ထက်ကအသင်းယူလာတဲ့အိတ်တလုံးကိုထုတ်ပေးတယ်။ဒါကငါမျိုးအတွက်အဘကချင်းမြင်တာ။ငါမျိုးကဆင်းရဲပြီးမဲ့စေနာဖြူစင်းနေ။ဘာသာတရားကိုအလေးထားသူမှုအဘကချင်းမြင်ပြီးတာ။ဒီလိုပြောပြီးပန်းစည်းကိုယူလို့ခုံးတော်ဘုတ်တက်သွားတော့တယ်။မြန်နေပြူကလည်းအထုပ်ကိုဖြည့်ကြည့်တဲ့အခါကျုပ်အလုံးရွယ်လောက်ရှိတဲ့ရောင်စင်းဝင်းဤနေတဲ့ရွှေတုံးတုံးကိုတွေ့ရတယ်။ရွှေတုံးထင်ပါရဲ့ဝင်းဤနေတာပဲ။ငါ့ဥတော်မဆာသွားပြီထင်ပါရဲ့။ဘယ်လိုလုပ်ရပါမလဲမသိဘူး။လေစိတ်ပြန်စင်းပြီးနေမောင်းတဲ့အချိန်မှာဖြစ်တော့မယ်။ ဒီလိုစိတ်ကူးပြီးတော့မှပန်းတောင်ကိုခေါင်းပေါ်ရွက်လို့မြေကန်းစိတ်ကိုပြန်ဆင်းလာပါတော့တယ်။ဒီမောင်ကပန်းမကုံသေးပဲနဲ့အချိန်စောကြီးပြန်ဆင်းလာတဲ့မြန်နေစီကိုမြင်တဲ့အခါမှာအံ့ဩသွားတယ်။မြန်နေပြူအစောကြီးပါလို့ပြန်ဆင်းလာတာတော့လေဝမ်းနဲ့ရောက်မှပန်းတောင်ကိုချပြီးဒီမောင်ကိုအကျိုးချောင်းပြပြလို့ရွှေတုံးကိုထုတ်ပြတယ်။ရွှေတုံးကိုမြင်တဲ့အခါဒီမောင်ကလည်းအံ့ဩသွားတယ်။ဒါရွှေတုံးကြီးပဲ။အေးငါပန်းလူနေတဲ့အဘကပြီးသွားတာဘယ်လိုလုပ်ကြမလဲ။ဒါကိုရောက်ပြီးအရင်ကြီးလုံရင်ချမ်းသာပြီးမြန်နေပြူရဲ့။ဝမ်းသာလိုက်တာဒီမောင်ရဲ့။ခေတာပြင်းအခုပဲသွားရောက်ကြရအောင်။ ဒီလိုပြောပြီးလေကိုအခြားတူစီမှာအထားခဲ့ကြလို့ရွှေစံတော်ဘုရားကြီးတစ်ပိုင်းမှာရှိကြတဲ့ပရင်ဆိုင်တွေကိုသွားရောက်ပြသတယ်။ပရင်ကအဝန်ဆောင်နွေနံပါပါနဲ့ညီမောင်တို့စီကဒီလောက်အကြီးသေးကောင်းလာတဲ့ရွှေတုံးကြီးကိုတွေ့တော့မယုံသင်္ကာတဲ့အတွက်ငရဲမိနဲ့အချင်းချင်းဆက်စည်းကြည့်ပြီးမဲ့လေအယောင်သေးကမပြောင်းမနဲ့ရွှေကဝင်းဤနေတယ်။မင်းတို့ဒါဘယ်ကရတာတုံးလို့မိတော့မိဘတွေလက်ထက်ကလေးကတိန်းထားတဲ့ပစ္စည်းပါအခုမှပြန်တွေ့လို့လာရောက်တာပါ။ပရင်ဆရာကတန်းကြောင်စဉ်းစားနေပြီးမှတော့ဒီလောက်တန်ဖိုးများတဲ့ပစ္စည်းကိုတော့ငါတို့မဝင်နိုင်ဘူး။ဒီလောက်တန်မိုးကြီးတဲ့ပစ္စည်းကိုဝင်နိုင်မဲ့သူဆိုလို့ သရေကြီးဥဒနာပဲရှိလိမ့်မယ်သူစီတာသွားရောက်ညာလို့လမ်းညွန်တော့သရေကြီးဥဒနာရှိရောက်ကိုသွားကြတယ်သရေကြီးဥဒနာကသူတို့နေရာကိုကောင်းမွန်စွာလက်ခံတွေ့ဆုံပြီးရွှေလုံးကိုတေချာဆစေးကြည့်ရှုတယ်အတန်းကြောင့်ဆစေးကြည့်ပြီးတဲ့အခါမှာလွန်စွာအကျဉ်တဲ့အမူအရာနဲ့ကဲအမှန်တိုင်းသာပြောချပြီးတော့ဒီရွှေလုံးကိုဘသူပေးသွားတယ်ဘလို့ပုံနဲ့ရခဲ့ကြတယ်အဲ့ဒီအခါမှာမြန်နင်းပြူကအမှန်တမ်းပဲဖြစ်ချောင်းကုန်စင်ပြောပြတယ်။ဒီစကားကြားလေတော့တရေကြီးဦးရုံးနာကဝမ်းမြဝမ်းသာဖြစ်သွားတယ်။ငါထင်တာနဲ့တစ်ချက်ကလေးမှမလွဲဘူး မင်းတို့ရဲ့ဖြူစင်တဲ့စေရနာကိုသူတော်ကောင်းဝိဇာတပါးကချီးမြှောက်သွားတယ်။ဒီရွှေကတာမန်ရွှေမျိုးမဟုတ်ဘူး။သိတိနဲ့စင်ရထားတဲ့ဇဘူရစ်ရွှေစင်အစစ်ပဲ။ဒီတော့ဒီရွှေကိုဝယ်ပြီးဖျားကိုလူလိုက်ရင်ပြင်အချိုးရရှိမှာအမှန်ပဲ။မင်းတို့ကိုဝိဇာကချီးမြှောက်တယ်လို့ငါကပါထပ်ပြီးချီးမြှောက်ပေးရမှာပေါ့။ဒီရွှေတုံးကိုချိန်တွေပြီးတော့ချတဲ့နဲ့ငွေပြင်ယူသားဖြူစင်တဲ့စုကြီးပါပေးလိုက်ပါမယ်လို့ပြောပြီးတွက်ချက်ပြီးတော့ငွေတစ်သောင်းကျော်လောက်ရရှိတယ်။ဒီမောင်နဲ့မြန်နေပြူတို့ကလည်းတသက်တခါမမြင်ဘူးတဲ့ငွေတွေကိုရရှိကြတော့ဝမ်းမြောက်ပျော်ရွှင်ကြတယ်။ ဒါပေမဲ့လည်းဒီသတင်းကဗရင်ဇာကတဆင့်လူအတော်များများသိသွားရတာနောက်ဆုံးမြို့ပိုင်မင်းကသိသွားတယ်။မြို့ပိုင်မင်းကတော့အင်္ဂလိပ်လူမျိုးကာဆင်ဆိုသူဖြစ်ပါတယ်။ကာဆင်ကဒီအကြောင်းကိုသိတဲ့အခါသူလာမှာမှုထမ်းနေတဲ့ပလေးတွေကိုဆေးလွတ်ပြီးတော့မှသတိကြီးဦးတော်နာကိုအခေါ်ခိုင်းတယ်။မြို့ပိုင်မင်းရုံကရောက်တဲ့အခါမှာဆင်းမိတယ်။မမင်းရွှေတုံးတုံးဝင်လိုက်တယ်ဆိုမှန်ပါသလား။ဘသူရီလာရောက်တယ်လေ။ရောက်တဲ့လူတွေကိုမမတ်မိပါလို့ပြန်ပြေတော့ဘာအတွက်ဝင်တာတော့ဖျားလူဖို့အတွက်ဝင်တာပါလို့ပြန်ပြေလိုက်တော့အကျိုးမရှိတဲ့လို့ပဲအဲ့ဒီရွှေတုံးကျွန်တော်ကိုပြပါလို့ဆိုတဲ့အတွက် ဦးဒနာကတိုက်ပုံအင်ဂျီအတွင်းအိတ်ထဲမှထည့်ထားတဲ့ရှီတုံးကိုမြစ်ပတ်မြေစပွဲဘုတ်ကိုတင်ပြီးတော့ကောက်ယူပြီးအသေးချာကြည့်တယ်။ဒီလောက်တံမိုးရှိတဲ့ပစ္စည်းဆိုရင်ကျွန်တော်တို့ကိုအသိပေးရတယ်။ကျွန်တော်တို့မသိပဲဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ဒေါသတွေမှာဒီလောက်တံမိုးကြီးတဲ့ပစ္စည်းမျိုးမရှိနိုင်ဘူး။သူတို့တဏီယာကယူလာတာဖြစ်ရမယ်။ဦးဒနာစိတ်ထဲမှာတော့အင်္ဂလိပ်မျိုးပိုင်းကရှီတုံးကိုလိုချင်တဲ့အတွက်အကြံဉာဏ်ထုတ်နေတယ်လို့ယူဆမိပြီးမယ်လေ။ဘာမှမပြောတာဘူး။ဒီတော့ဒီပစ္စည်းကိုကျွန်တော်သိမ်းထားမယ်။ဖေနီးယားကရာတယ်လဲဆိုတာစုံစမ်းပြီးမှမောင်မင်းကိုပြန်ပေးတင်ပေးမယ်လို့ပြောဆိုလို့ရှီတုံးကြီးကိုသိမ်းယူထားလိုက်တယ်။ ဥဒနာစိတ်ထဲမှာတော့မန္တလေးနန်းတော်ကိုအင်္ဂလိပ်တွေသိမ်းပိုက်စဉ်အချိန်ကခါနက်စလီတင်းကဒီဘောဘယင်စီကဗရမင်းငမောက်ကိုခဏကြည့်ပြစီလို့တောင်းယူပြီးပြန်မပြီးတော့တာကိုအမှတ်ရတယ်။ဒါပေမဲ့မပြောတာဘူး။ဥဒနာကဘာသာတရားကိုလေးစားကိုင်းရှိုင်းသူမှုသူပစ္စည်းကသူ့ကိုကြိုးတော့ဝယ်ထားခြင်းမဟုတ်ပဲနဲ့ဖရားတွေယူစုပြီးဝယ်ယူထားတဲ့ပစ္စည်းမှုတထင်ကြရင်မိမိစီကိုပြန်အောင်လာလိမ့်မယ်လို့တတိကျယုံကြည်စွာနဲ့အိမ်ကိုပြန်လာခဲ့တယ်။ညောင်ပိုင်းကိုရောက်တဲ့အခါမှာတော့သူ့စီကိုလူတော်ကြီးယောက်လာပြီးမြေပတ်မင်းသိမ်းယူထားတဲ့ရွှေတုံးကိုပြန်ပေးတယ်။ ဖရားအတွက်ရည်စူးလူထားတဲ့ပစ္စည်းမျိုးလိုပြန်လာပေးတာပါရည်စူးထားတဲ့အတိုင်းဖရားကသာလူပေးလိုက်ပါယေရှုတင်မာတဲ့အဖရေလို့ပြန်ပြောလိုက်တဲ့အခါဒီအချိန်မှာအင်္ဂလိပ်မျိုးပိုင်းကသူ့ရဲ့နေရခန်းထဲမှာတယောက်တည်းရှိနေတယ်သူကနေ့လယ်ကဥဒနာစီကမရယာသိမ်းယူလိုက်တဲ့ရွှေတုံးကြီးကိုထုတ်ကြည့်ဖို့စိတ်ကူးပြီးအိတ်ကိုဖွင့်လို့တော်ချလိုက်တော့ရွှေတုံးမဟုတ်တော့ဘဲနဲ့အုတ်ခဲတလုံးသာထွက်ကြလာတယ် Oh my god ဘလို့ဖြစ်ရတာလဲရွှေတုံးကနေအုန်ဒီခဲတုံးဘွားကိုဘလို့ရောက်သွားတာပါလိမ့်ဒီလိုရေရွတ်ပြီးတော့မှဇပွဲဘွားကအုတ်ခဲလုံးကိုကောက်ယူလို့ကြည့်လိုက်တော့လေရွှေတုံးမဟုတ်တော့ဘဲနဲ့အုတ်ခဲလုံးကြီးသာဖြစ်နေတယ် နေလေကကြီးတုံးကတော့ရွှေတုံးအစ်ပါအခုမှဘလူကနေအုတ်ခဲတုံးဖြစ်နေရတယ်လေငါကမျက်လည်မျက်ပြနေတလားလို့တွေးငါတစုံတရာကိုသတိရမိတယ်ဒီပြီငါမြန်မာပြည်မလာခင်တုန်းကဒီကပြန်လာတဲ့အင်္ဂလိပ်စစ်ဗုဒ္ဓီပြောပြဘူးတယ်မြန်မာပြည်မှာရှိတဲ့တချို့လူတွေကတကိုယ်သိတိရှိကြတယ်လို့ပြောတယ်တရက်နဲ့ပြစ်လို့လည်းမရဘူးကိုယ်လည်းပျောက်တယ်တဏီယာကတဏီယာသွားရင်လည်းရင်မလိုဘူးတဲ့အခုလည်းဒီတိုင်းပဲဖြစ်ရမယ်အခန်းလေးကိုငါမမြန်ဝင်လာပြီးတော့ရွှေတုံးကိုယူပြီးအုတ်ခဲတုံးကိုထည့်ထားခဲ့တာပဲဖြစ်ရမယ်တော်သေးတာပေါ့ ရွှေတုံးကိုသာယူယုံယူသွားလို့ဒါပေါ့ငါ့ကိုသာတတ်သွားဘယ်သူတမ်းမန်းတော့သိရမှာမဟုတ်ဘူးလို့တွေးလို့အလုံးကမအကြောင်းရတော့လုံးပြီးတော့တယ်လောကရဲ့ရှစ်ပါးရဲ့စီမံရာအောက်မှာကျင်လျရတဲ့လူလောကရဲ့တဘာဝအတိုင်းအတက်ကြအနေနဲ့ဆင်းရဲချမ်းသာခြင်းတွေနဲ့မလွဲမသွေကြုံတွေ့နေကြရတယ်အခုလည်းဒုနည်းတိုင်းပဲတချင်းကဘောဂဝတိသက်ဆက်ကြီးကနေရောညပါသက်ဆက်လေးတန်းကြားနေရပြီးအလုံးသမားတွေရဲ့အတန်ရောင်းသူဝယ်သူတွေရဲ့အတန်နဲ့ဆူညံစွာရှိနေလို့ကြက်ပြက်မကြစီကားခဲ့တယ်အခုတော့ရခဲလို့မဟုတ်တော့ဘူးဥပဒုထုံးမေယုံတို့က သာသမီများကိုလုပ်ငန်းတွေလွှဲပေးထားခဲ့ပြီးရေးသားဝင်သွားကြတဲ့နောက်ပိုင်းမှာတော့ကျော်တင်းနဲ့ခင်ဆန်းတင်းတွေရဲ့မောင်းမာမှုကြောင့်အလို့သမားတွေတယောက်ပြီးတယောက်ထွက်သွားကြတဲ့ကနောက်ဆုံးလူဟောင်းနေမဲ့ကြံတော့တော့ဖြစ်သွားတော့တယ်လူသစ်တွေခေါ်သုံးတော့လေလုပ်ငန်းမကျွမ်းကျင်မှုကြောင့်အဆင်မပြေချဘူးနောက်တော့ဥပဒေကိုထော်မေယုံတို့နှစ်ယောက်ပါရေးသားမှာပဲတယောက်နဲ့တယောက်မကွာလှပဲကွယ်လွန်သွားခဲ့တယ်ဒီအခါမှပဲအုပ်ထင်းမရှိတော့တဲ့ကျော်တင်းကပုံမှုဆိုးရလာတော့တယ်တင်းဆက်လုပ်ငန်းကိုလည်းပြန်မကြည့်ပဲနဲ့အပေါင်းအသင်းမိတ်ဆွေတွေနဲ့တောင်းစားပြောပါခြင်းလောင်းကစားလှုပ်ချင်းမြတ်တာအချင်းကုန်နေတယ်ရခင်ကဥပဒေကိုနေတိုင်းခဲ့တဲ့အင်ကြီးကဖះရှိကိုတဲ့ တရားစာရွက်ဖတ်တန်တွေနဲ့ကြက်တွေတင်နေခဲ့ပြီမြင့်နောက်ပိုင်းမှာတော့ပါတီပွဲပေးရနဲ့လောင်စာဝိုင်းနေပြုလုပ်တဲ့နေရာတစ်ခုအဖြစ်ကိုရောက်ရှိခဲ့ပါတော့တယ်ခေစန်းတွေကလည်းအကိုပြစ်သူကိုအကျိုးချောင်းပြောပြီးမြင့်မရတော့ဘူးနောက်တော့တင်းဆက်ကလို့တမမရှိလို့တဲ့အတွက်ရဲလာရတဲ့အခြေအနေကိုရောက်သွားတော့တယ်တင်းဆက်ကဝင်ဝင်မရတော့တဲ့အခါမိဘတွေထားခဲ့တဲ့ရွှေငွေတွေကိုသူကရောင်းချပြီးသုံးဆွဲကြရတယ်ဒီတိုင်းထိုင်စားယုံနေတော့ချက်ချင်းကုန်နေစရာမရှိပြီမြင့်လောင်စာဝိုင်းနေမှာအကြီးကြီးကုန်နေတဲ့အတွက်ရေသွန်ချသူတို့ပြက်ခင်းတဲ့ချက်ချင်းကုန်သွားတော့တယ် ရှကင်းကပေးနိုင်ကျွေးနိုင်စင်ကဂျော်ဒင်နားမှာဝိုင်းနေတဲ့မိတ်ဆွေပေါင်းသင်းတွေကတယောက်မှမလာကြတော့ဘူး။နောက်ဆုံးတော့မူရစီဝါဆွဲနေတဲ့ဘဝရောက်လို့တပြည့်ပြည့်လုံးမပါပြီးဒေဆောင်ရတဲ့အဖြစ်ကိုဆက်ရောက်ရတော့တယ်။အဲ့ဒီခါကတက်ဆက်အတွင်းမှာအင်ကြီးမှတော့ခင်ဆန်းနေတယောက်ထဲသားမြေမြခွန်းနဲ့ရှိနေကြတော့တယ်။စင်မျိုးသားချင်းတွေကလည်းငွေကြေးချမ်းသာစင်တို့ကမမမှုတွေကြောင့်ဘသူကမှလှည့်မကြည့်ကြတော့ဘူး။ဒါကြောင့်ချမ်းဝတ်တစ်ခါကိုပိတ်ပြီးအဝါမှာဆိုင်ဘုတ်တစ်ခုချိန်ဆွဲထားတယ်။တက်ဆက်နဲ့အင်ရောက်ပြီတဲ့။တနေ့မှတော့အဲ့ဒီအင်ဘဝကိုလူသုံးယောက်ရောက်လာကြတယ်။ဦးမွန်တော်စောတီနမေအောင်တို့သုံးယောက်ပါ။ သူတို့ကယခင်ကနဲ့မတူဘဲနဲ့ဝတ်စားတွေတင်လင်းစွာနဲ့ဝတ်ထားကြတယ်။အင်းရှင်တို့အတန်ကြားတဲ့အတွက်အိမ်ထဲကခင်ဆန်းနေထွက်လာတယ်။ဥမုံထော်တို့ကမြင်တော့ပထမအံ့ဩသွားတယ်။နောက်ဝမ်းသာသွားပြီးကြပြားကြတကားဖွင့်ပြီးတယ်။ဥမုံထော်တို့ပါလား။ဘယ်ကနေလှည့်လာကြသလဲ။ဒီကိုတမင်လာကြတာပဲ။ယခင်ကမိမိလိုသမားတွေဖြစ်ခဲ့ပြီးမြအခုလိုအားကိုးရမယ့်နေတဲ့အချိန်မှပြန်တွေ့ရတော့မိတ်ဆွေကောင်းတွေနဲ့တွေ့ရတယ်လို့အားရှိသွားခဲ့ပါတော့တယ်။ဘာကိစ္စရှိလို့လဲဥမုံတို့။တခြားတော့မဟုတ်ပါဘူး။တစ္ဆန်နဲ့အိမ်ကိုရောင်းမဲ့ဆိုင်းဘုတ်ချိန်ထဲတာတွေ့လို့စုံစမ်းရအောင်လာတာပါ။ တရားခင်ဆန်းနေကမျက်ရည်အပိုင်းသားနဲ့ဟုတ်ပါတယ်အဖေတို့အမေတို့မရှိတော့တဲ့နောက်ပိုင်းအခုနှိမ့်ဆက်လိုက်တာအခုလိုစီးပွားပြတ်တဲ့အချိန်ကြီးရောက်ခဲ့ရတာပါပဲလို့ပြောပြတယ်အခုလိုမြင်ရကြားရတာကျတို့လည်းစိတ်မကောင်းပါဘူးဒါထက်ဘသူယူမှလဲကျတို့အခုအလုပ်လုပ်နေတဲ့တတိကယူမှပါဈေးကရောဘယ်လောက်သတ်မှတ်ထားပါသလဲသစ္စာကောအိမ်မှာငွေ2500လောက်ရရင်ရောင်းမယ်လို့စိတ်ကူးထားပါတယ်ကောင်းပြီဒီလိုဖြစ်နေတဲ့ပိုင်းမှာကျတို့ရဲ့တတိကလေးလာပါလိမ့်မယ်ကဲကျတို့ပြန်မအောင်မယ်အဲ့ဒါလိုနှုတ်ဆက်ပြီးဥမတော်တို့တုံးရပြန်သွားကြတော့တယ် ခင်ဆန်းတွေကလည်းအိမ်နဲ့တက်ဆက်ရောင်းပြီးရင်ရှေးသားတခုမှသွားနေတော့မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်အယောင်ဝယ်တဲ့ပါစေလို့ဆုတောင်းနေမိတယ်။နေ့လယ်ဘက်မှာအင်ရှင်မှမြင်လဲတစီစိုက်တန်ကြားလို့ထွက်ကြည့်တဲ့အခါမှာတော့ဦးမတော်တို့တောင်ဆင်းလာတာကိုအရင်လမ်းမြင်ရတယ်။နောက်မှလူတယောက်ဆင်းလာတာကိုမြင်တော့အလွန်ကမအံ့ဩသွားတယ်။ဟာနှီးမောင်မလား။ဦးမတော်တို့ပြောထားတဲ့တရေဆိုတာများလား။မဟုတ်နိုင်ပါဘူး။နှီးမောင်ကဆင်းရဲလို့ခရုခတ်နေရတာ။ဘယ်လိုလုပ်ဝယ်နိုင်မှာတော့သားရမဲစိတ်ထဲမှာတွေးတာတွေးနေပြီမဲ့ညီမောင်ရဲ့အတွင်မြင်ကခါတိုင်းနဲ့မတူတာကိုတော့သတိပြုမိတယ်။ညီမောင်နောက်မှာမြေသမီးတူကိုဆင်းလာတယ်။ ဒီမျိုးသမီးကိုမြင်တော့တခါကကရုလေးပေါ်မှာတွေ့ဘူးတဲ့မိန်းကလေးပြန်မှန်ချက်ချင်းမှတ်မိတယ်။ဦးမတော်ပြောတဲ့သစ္စာဝင်မဲ့တတိဆိုတာကသူလား။နေပေါင်းကဟုတ်တယ်လို့ပြောနေတာပြုံးပြီးပြောပြတယ်။သူကကရုခန့်နေတာကနေဘလို့ချမ်းသာသွားတယ်လေ။အဲဒီခါမှနေပေါင်းကဘာမဆိုအနေမြင့်ရှိတာပဲအမလေး။ဒီကနေ့ကရုခန့်နေရပြီမဲ့နောက်တနေ့မှချမ်းသာခြင်းချမ်းသာလာမှာမဟုတ်လို့ဆိုတော့ပါဇက်အဟောင်းသားနဲ့အံ့ဩသွားကြတယ်။အမလေးတို့သတင်းတွေလည်းကျွန်တော်အားလုံးကြားပြီးပါပြီ။အားလုံးတည်းစိတ်မကောင်းပါဘူး။ဒါကြောင့်ကျွန်တော်တက်နေတဲ့လောက်ကူညီပေးမယ်ဆိုပြီး ဒီသစ္စာကိုဝယ်ဖို့ဆုံးဖြတ်ခဲ့တာပါအမလေးပြောတဲ့ဈေးနဲ့ပဲကျွန်တော်ဝယ်ပါမယ်အဲဒီကမှခင်ဆန်းတဲ့မျက်နှာပေါ်ကိုအမျက်ကြီးကစီးကြလာတယ်ဟိုတုန်းကအားလုံးရဲ့ဘုံမှာကျွန်မမှားခဲ့ပါတယ်လွန်ခဲ့တဲ့အပြစ်တွေလည်းရှိပါတယ်ဒီအတွက် အားလုံးကခွင့်လွှတ်ကြပါကိုယ့်ဘုံမှာကောင်းခဲ့တဲ့ယေရှုရှင်တွေကိုစော်ကားမိခဲ့လို့ကျွန်မတို့ဒီတန်ဒီပြန်ခံရတာပါလို့ဆိုတော့အားလုံးကစိတ်မကောင်းဖြစ်ကြရတယ်အခုတော့အားလုံးကလွန်သွားခဲ့ပါပြီအခုသစ္စာရောင်းရတဲ့ငွေတွေကိုလည်းကျွန်မမသုံးပါဘူးအဖေတို့အမေတို့အတွက်ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ခဲ့ပြီကျွန်မကယောဂီဘဝနဲ့တသက်လုံးနေသွားမယ်လို့ဆုံးဖြတ်ထားပြီးပါပြီ ခေါမတဲမလေးအခုချိန်ကစားပြီးပူမယ်တော့ကတွေกินဝေးလို့စိတ်ချမ်းသာမှုတွေရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဂျေစုတင်ပါတယ်ကိုနေမအောင်လို့ပြောပြီးတော့မှချုံပွဲချငိုနေတော့တယ်အဲ့ဒီနောက်မှာတော့ဆော်ရဲစတဲ့အတိတတ်တည်နေဘောကဝတီတက်ဆက်နေအင်ကိုဝေယူလိုက်တော့အယောင်းဝဲကပြီးတာနဲ့ခင်းဆက်နေလဲပစ္စည်းချို့ကသာယူပြီးဆင်းသွားတော့တယ်နေမောင်ကဘောကဝတီတက်ဆက်ကိုဝေယူပြီးတဲ့အခါရခင်ကလောက်ခဲ့ဘူးတဲ့ရှင်းအောင်အလုပ်သမားတွေကိုပြန်လဲခေါ်ယူလိုက်တော့အတော်များများပြန်ရပါတယ်ဥမတော်စောတီငမဲအောင်တို့ကိုလည်းတက်တော့ကမသွားစီလိုပဲနဲ့တက်ဆက်အတွင်းမှာပဲလောက်ကန်စီဖို့တောင်းပေးတယ် အဲဒီနောက်ဇီးပင်အိုင်ယာမှာပဲမင်္ဂလာဝဲကျင်းပပြီးတဲ့နောက်နှစ်ပတ်မိဘတွေကိုပါပြီးကိုတပါတဲ့ခေါ်ဆောင်ပြီးကြာကြာနာနာထားပါတယ်။ဥပန်ကောင်းလည်းအတူလိုက်နေတယ်။သက်ဆက်ဝန်ထဲမှာအင်ကြီးကိုပြန်လဲပြုတ်ပြင်ပြီးတဲ့နောက်တော့ဖျားကန်းကိုတည်တံ့ပြင်ဆင်ထားတယ်။သူရရှိထားတဲ့ထလက်သားလှော်တက်ကိုရှေ့ချပြီးတဲ့နောက်ဖျားကန်းတနေရာမှာထောင်ထားတယ်။ဖျားကန်းကိုတည်တံ့ပြင်ထားတဲ့ရွေချက်ကလူတော်ကြီးကြွလာတဲ့တဲကိုနေနိုင်မှုအတွက်ရည်စူးထားတာဖြစ်ပါတယ်။သို့တော်လည်းလူတော်ကြီးကတော့တစ်ခေါက်မှပေါ်မလာတော့ဘူး။လာနေငယ်တွင်မှာပဲဘောကပရိသတ်ကအရင်ကလိုပဲရောင်းသူဝဲသူတွေနဲ့ပြန်လဲစီကားလာပါတော့တယ်။ ညီမတို့ကလည်းချမ်းသာတဲ့ဘဝအခြေအနေကိုရောက်ခဲ့ကြတယ်။နှစ်နှစ်လောက်ကြာတဲ့အခါမြန်နေပြူကဒါရောက်ကြကလေးတယောက်ဖွားမြင်တယ်။အဲ့ဒီကလေးဖွားမြင်ပြီးတာနဲ့လူတော်ကြီးကရောက်လာပြီးကလေးကိုခေါ်သွားတော့တယ်။ညီမောင်ကအခြေအနေကိုသိတဲ့အတွက်သိမ့်မထူးကြပြီမဲ့မြန်နေပြူကတော့ဒါအတွက်စိတ်ပူပန်မှုရှိတယ်။မိခင်ပြည်သူကမွေးစားကလေးမရှိတော့ပြီမဲ့တစုံတရာမဖြစ်ဘဲနဲ့ဗကတိချမ်းမာစွာရှိနေပါတယ်။ရဲအတန်ကြာတာနဲ့ကလေးမွေးပြီးစားလူနဲ့မတူဘဲနဲ့ဗကတိလူကောင်းတိုင်းပြန်ဖြစ်သွားတာကိုတွေ့ရတော့မြန်နေပြူကဒါအတွက်ပူစီတော့ကရောက်လာတဲ့အလုံးကမအောင်မှုဖြစ်ရတယ်။ဒီကနေ့မောင်ကဖြောင်းပြပြောဆိုတယ် ကိုလိုနီယာကိုဖူးစာပတ်ပြီးတာကိုဆင်းရဲတွင်ကလွတ်ပြီးအခုလိုချင်းချင်းတသာဘွားရောက်အောင်ကူညီပေးတာဂျေဆုရှင်လူတော်ကြီးပဲမလားကိုလိုသားကိုဆောင်းရှောက်ဖို့ခေါ်သွားတာပဲဖြစ်မှာပါစိတ်အေးသာထားပါတရားခံများနှင်းပြူလေစိတ်ကိုဖြည်နေရပါတယ်နောက်တစ်နှစ်နှင်းငယ်ကြလို့ဒုတိယသားတယောက်ဖောင်းမြင်ပြီးတဲ့အခါမှာလေလူတော်ကြီးကရောက်လာလို့ခေါ်ယူသွားပြန်တယ်ဒီတစ်ချိန်မှာတော့များနှင်းပြူကရခင်နေချိန်ကတော့ပူဆေးဝန်းနေမှုမဖြစ်တော့ဘူးတနေ့မှာတော့ဒူးဆန်းတဲ့အိမ်မတစ်ခုမြင်မရပါတော့တယ်အိမ်မထဲမှာလူတော်ကြီးကိုပြန်တွေ့ရပြီးသားနှစ်ယောက်ကိုတွေ့မြင်လို့ရင် ဖိုးတောင်တွေကိုလာခဲ့ဖို့မှာကြသွားတယ်။ဒါကြောင့်မို့လို့ပဲနေမောင်နဲ့မြန်နေပြည်တို့နှစ်ယောက်ကဖိုးတောင်ကိုလိုက်သွားကြတယ်။ဖိုးတောင်တွေကိုရောက်တဲ့အခါမှာတော့ဝိဇာကူအတွင်းကတရားထိုင်နေတဲ့လူသူတော်ကြီးနဲ့ဝှက်ပြူစင်ကျဲဝှက်ထားတဲ့သားနှစ်ယောက်ကိုတွေ့မြင်ကြရတယ်။မိမိတို့ရဲ့ရင်သွေးတွေကိုဒီလူသူတော်ကောင်းသွင်းပြနေတွေ့ရတဲ့အခါမိဘတွေကဝမ်းသာဝမ်းနည်းဖြစ်ကြတယ်။သူတို့တွေ့ရတဲ့အချိန်မှာသားနှစ်ယောက်ကအရွယ်ရောက်ပြီးကြီးပြင်းနေကြပြီ။ကျွန်တော်တို့အတွက်ဘာမှအဆိတ်မပူပါနဲ့အဖေနဲ့မီ။ကျွန်တော်တို့ညီကိုနှစ်ယောက်စလုံးသူတို့ကောင်းဘွားရောက်နေကြပါပြီ။အဖေနဲ့မီတို့ကိုလည်းဆောင်းပါးကြည့်ရှုပေးပါမယ်။ အဖေနဲ့မေလွမ်းဆိုလို့ဒီဖိုးတောင်ပေါ်ကိုလာရင်ကျွန်တော်တို့ကိုတွေ့ရပါလိမ့်မယ်လို့ဆိုတော့မိခင်ပြည်သူများနင်းပြူကမြေကြီးကလေးဆန်းဆန်းနဲ့ဝမ်းသာခြင်းဖြစ်ရပါတော့တယ်။အဲဒီနောက်တော့မိခင်ဖခင်တို့ကိုနှုတ်ဆက်ပြီးသတော်စင်အသွင်မြင်တဲ့ရှိနေတဲ့တားနေရတဲ့ဘုံရင်တရံကတပြေးပြေးနဲ့ဝေဝါပြောက်ခဲ့သွားပါတော့တယ်။မြန်မာတက္ကရာထောင်ညာ25ခုနှစ်အချိန်ကရွှေစံတော်စီရုံမြတ်ကြီးဂုံပေါင်းသူထက်သနာတောင်ရာဦးထောင်အောက်ဘက်ဒုတိယပြည့်စရာမှာကာကြီးကဝေဘုံတော်ကြီးချောင်းချောင်းရှိတယ်။ဒီချောင်းမှာတက်တော်80ရွယ်လောက်ဘုံတော်ကြီးတစ်ပါးချောင်းနဲ့တရင်သုံးနေတယ်။ ဒီကြောင်းနဲ့ဆရာတော်ကြီးကမူလအဖွဲ့အမည်ရှိပေမဲ့ခါကြီးကခွေးဆရာတော်လို့သာလူသိများတယ်။ခါကြီးကခွေးဆရာတော်လို့ဖွဲ့တွင်ရခြင်းကဆရာတော်ကကျောင်းသားတွေကိုစာပေတင်ကြားမှာခါကြီးခါခွေးကနေအာထိအကျယ်ဝိထာရခါခါဒနာတင်ကြားပေးခြင်းကြောင့်ဖြစ်ပါတယ်။တနေ့မှာပကံမြူအောင်ကတိုက်ဆရာနှစ်ဦးနဲ့ဘုန်းကြီးတစ်ပါးတို့ခါကြီးခါခွေးကျောင်းကိုရောက်ရှိလာကြတယ်။ဖာဆောင်ကိစ္စနဲ့ရောက်လာကြတဲ့လေခါကြီးတို့လို့မေးတော့အရှင်ပြားနေတဲ့သတင်းသုံးနေတော့ကျောင်းနေရာမှာတိုက်ကြတဲ့အတွက်တိုက်စာအရာလာရခြင်းဖြစ်ပါတယ်ဗျာ။ ီတိုက်စာမှာဝိစာကြောက်ရုပ်ကြောင်းမြင်းကြောက်အင်းနဲ့ထပ်သေးပြားမှရှိပါသဖြင့်ဒူးပေါကွင့်ပြုပါဗျာအကယ်၍ပြည်စီများရပါကအရှင်ပြားလဲအကျိုးများစေပါမယ်ဗျာလို့ရှောက်ထားတော့ဒူးပေါကွင့်ပြုလိုက်တယ်မြောင်းအနက်၄၅တောင်လောက်ဒူးမိတဲ့အခါဝိစာကြောက်ရုပ်ဖြစ်တဲ့ဘူဘောင်ကြောက်ရုပ်ပေါ်လာပါတော့တယ်ဆက်လက်ဒူးကြတော့အခြားဘမမတွေ့ရတော့ဘဲနဲ့မိုးတွေမဲမောင်တက်လာပြီးမိုးကြိုးတွေထိချုံလာတဲ့အတွက်ဆက်မတွေ့ဝန်းကြတော့ဘဲပြန်သွားကြတယ်ဝိစာကြောက်ရုပ်ကိုတော့ယူမသွားကြတော့ဘူးဒါကြောင့်မလို့ကာကြီးကဝိစာရောကအဲ့ဒီကြောက်ရုပ်ကြီးကိုရေမိုးတန်းစင်ပြီးကြည့်တော့ အနေကျတန်ရင်ကြောင့်လည်းထုတ်ထားမသိရတယ်။ဒီဆရာတွေကဝိဇာလေးကိုခံကြရတာပဲ။ဒီကြောက်ရုပ်ပေါ်ချိန်တန်လို့သူတို့ကိုဥပဒေမြင်နဲ့အဖို့ခိုင်းလိုက်တာဖြစ်မယ်လို့တွေးတော့ပြီးကြောက်ရုပ်တွေ့တဲ့လိုင်ကိုစီအတွင်းမှာပဲကောင်းမွန်စွာထားတယ်။မြန်မာတက္ကရီ1958ခုနေုံလာဆန်းရှိရနေမှာပြည်မျိုးကမြတ်ဆွေတော်တိုက်နေပါစောလို့သူဥသာဆန်းကအိပ်ပျော်နေစဉ်ဝိဇာကြောက်ကလာရောက်အိမ်မက်ပေးတယ်။ငါကိုအလင်းပေါ်ရင်အချိန်ကြပြီလို့ဆိုတော့မေဇေပြည်သူဥတွန်းဆန်းကိုအကျိုးကြောင့်ပြပြတိုင်းမြင်ပြီးဝိဇာကြောက်ရုပ်ကိုလိုင်ကိုတွင်းကထုတ်ယူလာလို့မြတ်ဆွေတော်တိုက်အနီးတနင်္ဂနွေနေ့ထောက်မှာရှိတဲ့ ချောင်းကျက်အစင်းတော်လေးစုရှိတဲ့နေရာမှာရွှေ့ထားတယ်။နောက်ပိုင်းမှာမာဘိုဒီအသင်းတိုက်ကိုရွှေ့ပြောင်းထားကြပါတယ်။နောက်ပိုင်းမှာဒီဘိုးဘိုးအောင်ကြောက်ရုပ်ကိုရွှေ့ချထားကြတယ်။ရွှေ့ချစရာဥဘိုးဝင်ဝင်ကားရံပြီးရွှေ့ချဖို့တည်ဆေးတုပ်ထားစဉ်ရွှေ့ချမယ်နောက်ပိုင်းချိန်မှာအလုံးအယံမြင့်မြင့်ဥပရိယကောင်းစွာနဲ့ဝှပြုစင်ကြဲဝှထားတဲ့လူသူတော်တို့ရောက်လာပါတော့တယ်။သူရထဲမှာလည်းရွှေ့ဆန်းတို့ကိုဂိုင်းထားတယ်။ဒီအချိန်မှာမာဘိုဒီတိုက်လူကြီးတွေနဲ့ရွှေ့ချစရာဥဘိုးဝင်တို့အဖွဲ့ကလည်းအရင်သင်ရှိနေကြတယ်။လူတော်ကြီးကအများကြီးမှာပဲရွှေဆိုင်တရက်ကိုကင်မြောက်လို့ဥကောင်ကိုရွှေချလိုပါသည်လို့ပြောဆိုတာ ဝိဇာကျောက်ရဲ့ဥကောင်းကိုရွှေချလိုက်တယ်။ပြီးတော့မှကျန်တဲ့ရွှေဆိုင်တွေကိုဥပုပ်ဝန်တို့လက်ကိုပေးခဲ့ပြီးအဲ့ဒီနေရာကပြန်ထွက်သွားတော့တယ်။အများကတော့ဘိုးဘူးအောင်ကျောက်ရုပ်ကိုဘိုးဘူးအောင်ကိုလည်းလာရောက်ပြီးရွှေချပေးသွားတယ်လို့အမှတ်ချက်ချကြတယ်။နောက်ပိုင်းညီမောင်နဲ့မြန်နေပြူတို့ကအိမ်မက်တခုရကြတယ်။အိမ်မက်ထဲမှာလူသူတော်ကြီးကိုပြန်တွေ့ရပြီးတော့မှသူကငါရုပ်တူမဟာဘောဒီတိုင်းမှာရောက်နေပြီလို့ပြောသွားတော့နှစ်ယောက်စလုံးသွားရောက်ကြည့်ကြည့်ကဘိုးဘူးအောင်ရုပ်တူထားဖို့အစာဦးစားလုပ်ဖို့အတွက်အခြားလူတန်းမှုတွေပါဝင်လူတန်းမှုပြုခဲ့ကြတယ်။ဒီနောက်နှစ်ယောက်သားရင်မြေတော်ပေါ်တက်ပြီးတော့မှ ။ဘုရားပူဇော်ပြီးခုံးတော်ဘုရားတပတ်လဲတဲ့အခါအင်္ဂါတော့မှဘုရားဝတ်ပြုနေတဲ့ယောဂီမျိုးသမီးတူကိုတွေ့ရတယ်။အခြားမဟုတ်ပါဘူး။လူပေါင်းလောကကိုညီငွေ့တဲ့အတွက်ယောဂီဝတ်သွားတဲ့ခင်ဆန်းတင်ပဲဖြစ်ပါတော့တယ်။ခင်ဆန်းတင်ဘုရားဝတ်ပြုပြီးပြန်ထလာတဲ့အခါနီမောင်တို့ကမြင်တော့အနားလျှောက်လာတယ်။ဘုရားလာလာလာအမလေးလိုနှုတ်ဆက်တော့ဟုတ်ပါတယ်။ခွဲလွန်သွားတဲ့အဖေမိအကိုတို့ကိုရည်စူးပြီးကုသိုလ်ကောင်းမှုတွေလာလုပ်တာပါ။အခုကျမဘွားကအေးချမ်းသွားခဲ့ပါပြီ။လူဘွားရဲ့ပူလောင်မှုတွေချာကခင်ဆန်းတင်ဆိုတဲ့မြို့သမီးဘွားမဟုတ်တော့ပါဘူးတရားဓမ္မရဲ့အင်းကြီးမှုအရေးအောက်ကယောဂီမာလီဆွမ်းနန်ဒီဘွားကိုရောက်ခဲ့ရပါပြီ ကျမပြုခဲ့တဲ့ဒါနာကုသိုလ်စောင့်တည်ခဲ့တဲ့သီလကုသိုလ်ဘောင်းများအားထုတ်ခဲ့တဲ့ဘာဝနာကုသိုလ်အဖို့ဘာကားတွေကိုခွန်ညီမောင်တို့အများတန်းပေးဝေပါတယ်အများယူတော်မူကြပါလို့အများပေးတော့ညီမောင်နဲ့မြန်နှင်းပြီလို့လည်းဂျီနူချမ်းပြေစွာနဲ့တာလူခေါ်ကြတယ်ဒီနောက်တော့ခေဆန်းတဲ့တစ်ပြည့်လေယောဂီမာလီဆွမ်းနန်ဒီကသူတို့နှစ်ယောက်နီးကနေတပြည့်နဲ့ထွက်ခွာသွားတော့တယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့ဆိုင်းရေးဆရာတွေးဆက်ကရေးသားထားတဲ့မာတလုံးကြီးဟွာတလုံးကြီးဆိုတဲ့ဝတ္ထုကလေးကိုအပိုင်း၄ဇာတိမန်းနေနဲ့တင်ဆက်ပေးခဲ့တာပါ။ ကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပေးပါဦးခင်ဗျာ။ဖိနာက notification လုံးလည်းနှိပ်ပေးထားပါဦး။အားလုံးအထူးပဲကျေးဇူးတင်ပါတယ်။